အခုကျွန်တော်ဒီရပိုင်းအတွင်းမှာ social media ပေါ်မှာကျွန်တော်စာတွေအများကြီးရေးပစ်တယ်ဗီဒီယိုတွေလည်းရိုက်တယ်အဲ့တော့စာတွေအများကြီးရေးရတဲ့အကြောင်းရင်းကကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေကျွန်တော်ရဲ့လုပ်ငန်းရှင်တွေကကျွန်တော်ကိုဆန်ညာရေးတွေလောလောဆယ်မှာမြန်မာပြည်မှာအင်တာနက်လိုင်းတွေတိတ်မကောင်းဘူးတွေအဲ့တော့ဗီဒီယိုတွေကြည့်ရတာအခက်အခဲရှိတဲ့အတွက်စာတွေရေးပြပါဆိုပြီးတော့မှကျွန်တော်စာတွေရေးတယ်နော်အဲ့တော့ရေးတဲ့အထက်မှာကျွန်တော်ငွေကြီးအကြောင်းတွေပါတယ်စီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါတယ် နောက်တခြားသောဘဝအတွက်အရေးကြီးတဲ့အရာတွေပါတယ်အဲ့တော့အဲ့ဒီစာတွေရေးတဲ့အခါမှာအဲ့ဒီ post တွေရဲ့အောက်မှာ comment တွေထဲမှာတချို့လူတွေလာပြီးတော့မှရေးကြတယ်နော်အဲ့တော့ငွေချေနဲ့ပတ်သက်ပြီးတော့မှရေးထားတယ်ဆိုလို့ရှိရင်ဘာပြောကြလဲဆိုတော့အာငွေရှာလို့မရဘူးနော်ချမ်းသာအောင်လုပ်လို့မရဘူးအဲ့တော့ချမ်းသာအောင်လုပ်တဲ့ငွေရှာအောင်လုပ်တဲ့ဆိုတာကမကောင်းတာတွေလုံးမှာနော်အဲ့တော့ဘာတွေလုံးမှာဟိုဘာတွေလုံးမှာဆိုပြီးတော့မှ comment တွေရေးထားတာကြီးကျွန်တော်တွေ့တယ်တွေ့တဲ့အကြောင်းရင်းလည်းကျွန်တော်ကိုဒီကျွန်တော် team ကမြင်နေလားလားပြတယ် အဲ့လိုပဲနော်စီဝါရေးတွေဒီလိုလေးလောက်ကြပါဒီလိုနီးလန်းတွေလောက်ကြပါဆိုပြီးတော့မှကျွန်တော်ရေးတဲ့အခါမှာလည်းအာစီဝါရေးကအလုံးလို့မရဘူးဒါမရှိဘူးဟိုကမရှိဘူးဒီလိုဖြစ်နေတယ်ဟိုကဖြစ်နေတယ်ဆိုပြီးတော့မှလာပြီးတော့မှ ပြောတာကြီးကျွန်တော်တွေ့ပါတယ်အဲ့တော့ကျွန်တော်ကလည်းတကယ်တမ်းပြောရရင်ကျွန်တော်ကိုယ်တိုင်စီဝါရေးတွေလုပ်နေတာကျွန်တော်ကိုယ်တိုင်လည်းငွေတွေရှာနေတာပဲကျွန်တော်ရေးတဲ့စာတွေကလည်းကျွန်တော်လက်လွတ်စပယ်ရေးတာမရှိဘူးကျွန်တော် reference တွေယူတယ်ကဘာကျော်ပုံကိုယ်ရဲ့ idea တွေကျွန်တော်ယူတယ်နောက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေနဲ့ကျွန်တော်ပေါင်းဆက်တယ် အဲ့လိုမျိုးကျွန်တော်ကပေါင်းဆက်ပြီးတော့မှစာရီရေးတာအဲ့တော့အဲ့လိုလူတွေအဲ့လို comment တွေကိုကျွန်တော်တွေးတဲ့အခါမှာကျွန်တော်အကြောင်းအရာတွေကိုကျွန်တော်တွားပြီးတော့မှစဉ်းစားမိတယ်စဉ်းစားမိတယ်ဆိုတာအရေးကြီးတဲ့အရာတွေကိုကျွန်တော်တွားပြီးတော့မှတွေးတယ်နော်အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်ဒီနေ့မျှဝေဖို့အတွက်ဒီဗီဒီယိုလေးကိုကျွန်တော်ရိုက်လိုက်တာပါအဲ့တော့ခုနကကျွန်တော်ရဲ့ post တွေအောက်မှာ comment တွေဝင်ရေးတဲ့သူတွေကိုကျွန်တော် profile တွေဝင်တချို့တွေကျွန်တော်ဝင်ကြည့်တယ်ကြည့်တဲ့အခါမှာသူတို့ share ထားတဲ့အရာတွေ ူတို့ပြောနေတဲ့အရာတွေကကျွန်တော်ရဲ့ target audience မဟုတ်ဘူး။เนาะအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေလိုမျိုးမဟုတ်ဘူး။ negative တွေပဲကျွန်တော်တွေ့ရတယ်။အဲ့တော့ပြောချင်တာကကျွန်တော်ပြောတဲ့ကျွန်တော်ရေးတဲ့စာတွေအားလုံးဒီအမှန်သေးလို့ကျွန်တော်ပြောတာမဟုတ်ဘူး။ကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်ရဲ့ခံယူချက်တွေเนาะဒါတွေကိုကျွန်တော်အခြေခံပြီးတော့မှရေးထားတာဖြစ်တယ်ဆိုတော့တချို့အရာတွေတုံးတဲ့လိမ့်မယ်။တုံးတဲ့တဲ့ဟာကိုယူပါ။အတုံးလိုတဲ့ဟာကိုယူတုံးပါ။အတုံးမလိုတဲ့ဟာကိုကျွန်တော်တို့ပယ်လိုက်ပါ။ အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်အဓိကခုနပြောမယ့်အကြောင်းရင်းဒီပါလဲဆိုတော့ကျွန်တော်တို့လူနှစ်မျိုးရှိတယ်လူနှစ်မျိုးရှိတယ်နံပါတ်1လူဒီကျွန်တော်တို့ပါလဲဆိုတော့ action ယူတဲ့သူ no action ယူတာလှုပ်ဆောင်ချက်တွေလှုပ်တာအလုပ်တွေလှုပ်ပြတာအဲ့ဒီလူကျွန်တော်တို့ action ယူတဲ့လူတစ်မျိုးရှိတယ်နံပါတ်2လူကတော့ကျွန်တော်တို့ blame နဲ့လူ no blame နဲ့ဆိုတာကအပြစ်လိုက်တင်နေတာ no လူတိုင်းကို အပြစ်တင်နေတာကိုကလွဲရင်အားလုံးကမှားနေတာ ကိုကလွင်းရင်ဘသူမှမမှန်တာအဲ့တော့ action ယူတဲ့လူနဲ့ဗလိန်းတဲ့လူနဲ့အဲ့တော့ဥမာနဲ့ပြောရမယ်ဆိုလို့ရှိရင်လူတယောက်ကိုမွေးကြိုက်လိုက်တယ်နော်အဲ့တော့မွေးကြိုက်လိုက်တဲ့အခါမှာအဲ့ဒီလူကငါ့ကိုဘယ်မွေးရကြိုက်သွားတာရောဘာကြောင့်မလို့ကြိုက်သွားတာရောဆိုပြီးတော့မှအဲ့ဒီမွေးကိုလိုက်ရှာနေတာထက်ကိုအသက်ရှင်အောင်ဘယ်လိုလုပ်မလဲမွေးစိဖြည့်စိဘယ်လိုထိုးရမလဲဘယ်သူတွေစီအကူကြီးတောင်းရမလဲဘယ်လိုလုပ်ရမလဲဆိုတာကကျွန်တော်တို့ပို့ပြီးတော့မှအရေးကြီးတာ ဲ့တော့ပလိန်နေတဲ့သူတွေကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဘာမွေကြိုက်တော့တာလဲဘာကြောင့်မလို့ကြိုက်တာလဲဆိုတာမျိုးကျွန်တော်တို့လိုက်ပြီးတော့မှရှာနေတာဖြစ်ပြီးတော့မှเนาะကျွန်တော်တို့ကမွေစိတ်ဖြည့်စည်ထိုးဖို့ကြိုးစားတဲ့သူကကြတော့ကျွန်တော်တို့က action ယူတဲ့သူအဲ့တော့ဟုတ်ပြီကျွန်တော်တို့ action ယူတဲ့သူတွေစီမှာဘာတွေရှိနေဆိုတော့ what မဘာတွေလုပ်ရမလဲနော်အခုလိုခုနပြောတဲ့မွေတော့ကြိုက်သွားပြီအဲ့တော့ဒီမွေဒီမွေတော့ကြိုက်သွားပြီအဲ့တော့မွေကြိုက်ခံရတဲ့အချိန်မှာငါဘာတွေလုပ်ရမလဲ what ဘာတွေလုပ်ရမလဲဒါကိုပဲကျွန်တော်တို့စဉ်းစားကြတယ် action ယူတဲ့သူတွေမှာပြီးတော့ how ဘလို့လုပ်ရမလဲဘာတွေလုပ်ရမလဲဘလို့လုပ်အောင်မလဲဒါတွေကိုပဲကျွန်တော်တို့ကစဉ်းစားနေတာဒါပေမဲ့ blame နဲ့သူကကျွန်တော်ကျွန်တော်တို့ဗာလဲဆိုတော့ why me why me ငါကြောင့်မဘာကြောင့်မလို့ဒီလိုဖြစ်နေတာလဲငါကြောင့်မလူတွေကဘာကြောင့်မလို့ဒီလိုဝေဖန်နေတာလဲငါကြောင့်မဘာလို့ဒီလိုစဉ်းရဲနေတာလဲငါကြောင့်မအလုံးတိုင်းစင်မပြေနေတာလဲငါကြောင့်မဘာကြောင့်ဖြစ်နေတာလဲဆိုတော့ why me why me why me ဆိုပြီးတော့မှပြောတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့တခြားသူတွေကိုပဲ blame တော့တယ်အဲ့တော့အခုဒီ video ကြည့်နေတဲ့တော်လူငယ်တွေမိတ်ဆွေတွေဒီလောက်ဆိုရင်ကျွန်တော်သိလိမ့်မယ်အဲ့တော့ action ရတဲ့သူဒီဘဝမှာအောင်မြင်မှုတွေရလိမ့်မယ်အောင်မြင်မှုတွေမရရင်တောင်မှကျွန်တော်တို့သင်ခန်းစာတွေရလိမ့်မယ်သင်ခန်းစာတွေရခဲ့ရင်အဲ့ဒီသင်ခန်းစာတွေကအောင်မြင်မှုစီကိုတွန်းပို့ပေးလိမ့်မယ်အဲ့တော့ blame နေတဲ့သူတွေကတော့ဒီစိပဲဘဝမှာဘာမှလုပ်စရာမလိုဘူး ခုပိုဖြစ်နေတဲ့အနေထားကိုကြုံတွေ့နေရတဲ့အခက်အခဲတွေကကိုအကြောင်းမလို့မဟုတ်ဘူးဟိုလူကြောင်းမလို့ဒီလူကြောင်းမလို့ဟိုလူလုံးလို့ဒီလူလုံးလို့ဆိုပြီးတော့မှထိုင်ပြီးတော့ပလင်းနေနေအချိန်ကြီးကြာလာတာနဲ့မြှသူ့ရဲ့ဘဝကြီးပါဖြစ်လာမှမဆိုဖြစ်ဖြစ်ကြဘက်ကိုကျွန်တော်တို့တော်လိုက်ကြောင်းမလို့အခုဒီဗီဒီယိုချစ်နေရကျွန်တော်လူငယ်တွေ make sure ဒီလေ action ယူတဲ့သူဖြစ်အောင်လုပ်ပါပလင်းနေတဲ့သူတယောက်ဖြစ်အောင်မလုပ်ပါနဲ့เนาะဒါကကျွန်တော်ဒီအချိန်ကြီးမှာအရေးကြီးလို့ပြောတာ နော်ဒီအခြေအနေမှာကျွန်တော်တို့က action ယူနိုင်တဲ့သူတယောက်ဖြစ်ဖို့လိုနေပြီအဲ့တော့ဒါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်နိုင်ငံမှာခက်ခဲတဲ့မျိုးစုံကျွန်တော်တို့တွေ့နေရတယ်ဖြစ်နေရတယ်နော်အဲ့တော့ဒီအချိန်မှာကျွန်တော်တို့က time blame ပဲနေမယ်ဆိုလို့ရှိရင်တော့အချိန်ကာလတစ်ခုရောက်တဲ့အခါမှာ action ယူနေတဲ့လူတွေထပ်ပို့ပြီးတော့မှနောက်ကျသွားနိုင်မယ်အဲ့တော့ဒီကြောင့်အနေနဲ့ဒီဗီဒီယိုမှာအခရီးဗီဒီယိုကြည့်နေတဲ့ကျွန်တော်ငယ်မိတ်ဆွေတွေဟာအချိုးရစုံရရလိမ့်မယ်လို့ကျွန်တော်ပြောလင့်ပါတယ်အဲ့တော့ကို့အထွတ်ဘာရလိုက်တယ်လို့ဆိုတော့ကို comment မှာ share လောက်ရေးလို့ရရင်ရေးပြပါဦး ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကုညင်လေးအောင်ပါငါရှိတော့နေလို့ဖြစ်ပါစေ။